ုကာကိုလာတောက်ပြီးဘဝကူသွားခဲ့ရတဲ့ဆယ်နှစ်အရွယ်သားလေးအားလုံးမင်္ဂလာပါမေနျူးချန်နယ်လေးကနေပြန်လဲကြိုဆိုလိုက်ပါကလေးတွေချင်းကိုကာကိုလာလိုအချိုရင်မတိုက်တဲ့မအောင်ကလေးရှိရမိပါတိုင်းအထူးသတိထားတဲ့မိုင်ကျမတို့ပတ်ဝန်းကျင်မှာ gas ဆိုရာပါတဲ့ ready made အချိုရည်ပူတွေအလွယ်တကူဝယ်လို့ရနေရတော့ကလေးတွေတောက်ဖို့အခွင့်အရေးပေးတယ်လို့ဖြစ်နေပါတယ်။ cookie ကလေးတွေကတော့အချိုရည်ပူတွေကိုစောစီးစွာတောက်ခွင့်ရနေကြပါတယ်။အိမ်မှာမိဘတွေအကူအမတွေကဆွဲလန်းစွာတောက်နေကြလို့ပါ ဆရာဝန်တွေကကက်ဆိုရာပါတဲ့အေးပူတွေကိုအသက်၅နှစ်အောက်ကလေးတွေမတိုက်သင့်သေးဘူးလို့အကြံပြုထားပေမဲ့ခုကလေးတွေကတော့ကိုကာကိုလာကိုအယူမှုကြိုက်ပြီးကလင်းနေပြီးရောမိဘတွေကလည်းတောက်ချင်ရတော့စားချင်ရစားဝယ်ပေးတတ်ကြပြီးဖြစ်လာမှအရင်ခွဲကြရတာပါတကယ်ဆိုသားသမီးကိုချင်ရင်ကိုကာကိုလာမတိုက်သင့်မအောင်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိုရည်တွေမှာဘေဘီလေးတွေအတွက်ဘာအာဟာရတန်ဖိုးမှမရှိတဲ့အပြင်ဘေဘီလေးတွေရဲ့ရေရှည်ကျန်းမာရေးအတွက်စိုးကျတွေပဲဖြစ်စေလိုပါပဲ။ ဘေဘီလေးတွေအနေနဲ့အချို့ရေကိုစောစီးစွာတောက်ဖြစ်နေရဆိုရင်အချို့ထက်လွန်တယ်လို့အဝလွန်နိုင်ပြီးစီးချိုရောဂါဖြစ်လာနိုင်ပါတယ်။နောက်ပြီးကယ်စီယမ်စုပ်ယူမှုကိုဟန်တားနေတဲ့အတွက်အရိုးပြိုလာနိုင်ပြီးအရိုးစစ်နာကျင်မှုဖြစ်လာနိုင်ပါတယ်။နှလုံးရောဂါလည်းဖြစ်စေနိုင်တယ်လို့ရေတက်ခံပြီးဝမ်းချုပ်တာအသေးကျွမ်းနာအဆုတ်ပြက်စီးရာတွေအထိကိုဖြစ်လာနိုင်ပါတယ်။အခုပုံမှန်ကလေးလေးကတော့အသက်၁၀နှစ်သားရှိသေးပြီးကုကာကိုလာကိုအယုံမှုတောက်ခဲ့ရပြီးကြောင့်မိတ်ဒီကနေ့မှာတော့လောကကြီးကနေအပီးပိုင်ထွက်ခွာသွားခဲ့ရတာပါ။ ကလေးလေးကတော့ကိုကာကိုလာတောက်တာများခဲ့လို့အဆုံနဲ့အစာအိမ်ပျက်စီးသွားခဲ့ရတာပါ။ဒါကိုအတော်တယောက်ကတင်လာတာဖြစ်ပြီးနောက်ထပ်ကလေးတွေကိုမိဘတိုင်းအလိုမလိုက်မိအောင်ကိုကာကိုလာမတိုက်မိကြအောင်တင်ပေးလာတာပါအခုတော့တားလီတိုးဝီမင်းရဲ့အသက်ဆယ်နှစ်တိတိမှာမိဘတွေရဲ့ရှင်ဝင်တဲ့ကနေအပီးပိုင်ထွက်ခွာသွားခဲ့ပြီးကြည်ရည်နေတော့မိဘနှစ်ပါးလည်းရှင်ရီကြည်ခွဲရပါပြီဘဝဆက်တိုင်းအခုလိုဘဝမျိုးနဲ့မဆုံးပြရစီနဲ့ကောင်းရာသူကတိတို့ရောက်ရှိပါစေတားလီရဲ့ဆိုပြီးသူ့ရဲ့အကောင့်ကနေတင်ပေးလာတာပါ ။ကလေးကတော့အသက်၁၀နှစ်အရွယ်သားရှိသေးပြီးကျောင်းနေရွယ်လေးဖြစ်တာကြောင့် မိဘတွေကတောင်းသွားရင်အလွယ်တကူကလေးတွေစားချင်တာဝယ်ချင်တာဝယ်ရအောင်ပို့ဖို့ပေးလိုက်တာပါဒါပေမဲ့ကလေးကတော့မုံမဝယ်စားပိတ်ကုကကုလာကိုသာအမဲမပြတ်ဝယ်တော့ပြီးအိမ်ရရင်လည်းမိဘတွေကဝယ်တိုက်တာကြောင့်ကလေးကကြာလာတော့အစုံနဲ့အစာအိမ်ပြည့်စည်သွားခဲ့ရပြီးစိတ်ရောက်တဲ့ကုသပေမဲ့ဘလို့မှအသက်မရှင်နိုင်တော့ပဲငငယ်ရွယ်နဲ့လောကကြီးကနေထွက်သွားရပြီပဲဖြစ်ပါတယ်ဒါကြောင့်မိဘတိုင်းကုသသမီးဘေဘီလေးတွေကိုချစ်လို့အရွယ်မတိုင်မဲ့အစုံရှောင်မခံနိုင်ရင် အချို့ဤလုံးဝမတိုက်တာဟာသူတို့အတွက်အကောင်းဆုံးပါပဲအဲ့လိုဖြစ်နေဖို့မိဘတွေကိုယ်တိုင်ကလည်းလုံးဝမတောက်ဖို့အိမ်ထဲတည်မလာဖို့လိုပါတယ်ကိုကလေးတွေကိုအဲ့ဒီယောဂါတွေမဖြစ်ဖို့ဆိုရင်ဘေဘီလေးအရွယ်မူလာနန်းအရွယ်ကလေးကတတိထားစင်ကြင်ပေးဖို့လိုအပ်ပါတယ်ရှိဒါလီလေကောင်းရမွန်ရရောက်ပါစီခုကြည့်နေတဲ့သူတွေထဲမှာကုကာကူလာကိုအယူမှုဆွဆွဲလန်းလန်းတောက်တက်တဲ့သူတွေပါလား ကလေးကိုရောဝယ်တိုက်နေကြရဲဆိုအခုကြည်ကြေရက်လိုက်ကြဖို့သတိပေးလိုက်ရပါတယ်။အဆုံးတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မိဘွဲမှာဖျားပန်းကုန်းတည်ရောက်ရင်ဗက်ဆက်နှစ်တန်းကန်တူခဲ့တဲ့အပေါ်မင်္ဂလာပါ။ Mail News Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကိုရိုင်းကမထူးသိပြီမိတ်အမှန်တကယ်ခက်ခဲသူတွေထီကန်ဒူးတာကိုမြင်ရသားရ PD ဖျားတာကလည်းမင်္ဂလာတပါပါ။ ကိုရိုက်ကံမထူးသေးပေမဲ့အမှန်တကယ်ခက်ခဲသူတွေထီကန်ထူးတာကိုမြင်ရကြရ ပီတိဖြစ်ရတာကလည်းမင်္ဂလာတပါကုသိုလ်တရပါပဲဒီတစ်ပတ်မှာတော့ထိုင်းနိုင်ငံရဲ့အစိုးရတရားဝင်ထိပ်ဖွင့်ပွဲကြီးမှာဗက်ဆက်နတ်တန်ပထမဆုနှစ်ဆောင်ပောက်ခဲ့တာကတော့ထိုင်းနိုင်ငံပကြင်ပူလီမြို့မီးပွိုင်လန်လီဆုံမှဖျားပန်ကုန်းရှောင်းနဲ့အသက်55နှစ်အဖွာပဲဖြစ်ပိုင်အဖွာကတော့ထီအမြင့်ဆုံးစုကြီးကိုထိုင်းနိုင်ငံရဲ့မီးပွိုင်လန်တလျှောက်ပန်ကုန်းဈေးလိုက်ရောင်းနေရရှာတဲ့ဈေးတဲ့အန်တီကြီးတူလဲကန်တူခဲ့ပါတယ် အဖဒေါကင်နရီကတော့ပရချင်ပူရီခရိုင်တီမဟိုဆုမြို့နယ်ရှိ ခုတ်ပီမီပွိုင်းမှာဖျားပန်းကုန်းရောက်လာဖြစ်ပြီးအသက်55နှစ်အရွယ်ဒေါကင်နရီဟာထီအမဲကန်ဆန်ရင်ကနေဒီကနေ့မှာတော့မထင်မှတ်ထားပဲပထမဆုထီလက်မှတ်နှစ်ဆောင်ပောက်ခဲ့လို့စုစုပါဘတ်ငွေ12တန်းစုငွေကိုရရှိခဲ့ကြောင်းသိရပါတယ်ပထမဆုထီလက်မှတ်က6969ခွန်ရှိဖြစ်ပြီးထီပောက်တယ်ဆိုတာသိပြီးရဲ့နောက်ဒေါကင်နရီဟာအထောက်ထားခိုင်မာအောင်ထီလက်မှတ်နှစ်ဆောင်ကိုတီမဟိုဆုရဲစခတ်မှာ ်ချစ်ချင်းသွားရောက်မှတ်တမ်းတင်ခဲ့ပါတယ်ကံကောင်းကြသူတွေထဲမှာအဖကနှစ်ဆောင်တွေဗက်ဆက်နှစ်တန်းကန်ထူသွားခဲ့ပါ යි အဖကအကန်ထူသွားတာသူ့ကိုသူတာမသိသေးဘူးမနေ့ပြန်အတွက်ရောက်မှုပန်းကုန်းနေလုံနေခဲ့တာပါအန်ဩကြာကောင်းနာကထိပေါက်ပြီးပေမဲ့အဖဒေါဂင်နရီဟာနောက်နေ့မှဖောက်တယ်ရီအတွက်ရောက်မှုပန်းကုန်းနေကိုစိတ်အေးချမ်းသာစွာနဲ့ဆက်ထိုင်ပြီးထုံးနေရဲ့ပုံရိပ်ကြောင့်လည်းအန်ဩနေခဲ့ကြတာပါတချို့ကတော့ထုံးစံအတိုင်းပြင်းမှန်းကြီးစွာဈေးမရောက်တော့ဘူးထင်တာပေမဲ့အဖကတော့သူ့အလုပ်ကိုသာဆက်လုပ်နေခဲ့ရပါ ။ဘာပဲဖြစ်ဖြစ်အဖွားအတွက်တော့ထိုင်းတီစုကြည်ပောက်ခရာကြောင့်အရင်လိုပြင်းပြင်းထန်ထန်ဖျားပန်းကုန်းလိုက်ရောက်မနေရတော့ပေ။ဦးစားတာကောင်းခဲ့ပြီပဲဖြစ်ပိုက်။ဈေးတဲ့အတီကြီးအနေနဲ့မထင်မှတ်ထားတဲ့မယုံနိုင်ဖွဲ့ရကန်ထူးမှုကြောင့်အားရဝမ်းသာဖြစ်နေခဲ့ပြီးသူမကိုဗက်စနတ်တန်းစုကြည်ကန်ထူးစီကြရပဲဖြစ်ပိုက်။ဘာပဲဖြစ်ဖြစ်ထီချစ်သူများဈေးတဲ့အတီကြီးရဲ့ထီကန်ကတော့တကယ်ကိုထူးတဲ့ကံပါပဲနော်။ပြင်ပြမမဈေးရောက်စားနေရရှာတာကိုမကြည့်ရလို့ နတ်တကြာရီကားများလူရောင်ဖမ်းဆင်းပြီးထီလက်မှတ်ပေးခဲ့လေသလားမှန်ရပါတယ်။ထီကဆန်အပိနီရဲ့ထီချစ်သူအပေါင်းလေးထီစုကြည်ကတုကတတိသကြွယ်ကြီးတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ကူကကူလာတောက်ပြီးဘဝကူသွားခဲ့ရတဲ့ဆယ်နှစ်အရွယ်သားလေးအားလုံးမင်္ဂလာပါမေနျူးချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါကလေးတွေချင်းကူကကူလာလိုအချိုရင်မတိုက်သင့်ပါဘူး ကလေးရှိရင်မိပါတိုင်းအထူးသတိထားသင့်ပါတယ်ကျမတို့ပတ်ဝန်းကျင်မှာ gas ဆိုရာပါတဲ့ ready made အချိုရည်ပုတွေအလွယ်တကူဝယ်လို့ရနေရတော့ကလေးတွေတောက်ဖို့အခွင့်အရေးပေးတယ်လို့ဖြစ်နေပါတယ်။ cookie ကလေးတွေကတော့အချိုရည်ပုတွေကိုစောစီးစွာတောက်ခွင့်ရနေကြပါတယ်။အိမ်မှာမိဘတွေအကူအမတွေကစွဲလန်းစွာတောက်နေကြလို့ပါ။ဇာဝင်တွေက gas ဆိုရာပါတဲ့အေးအေးပုတွေကိုအသက်၅နှစ်အောက်ကလေးတွေမတိုက်သင့်သေးဘူးလို့အကြံပြုထားပေမဲ့ခုကလေးတွေကတော့ coca cola ကိုအယူမှုကြိုက်ပြီး ခလင်းနေပြီးတော့မိဘတွေကလည်းတောက်ချင်ရတော့စားချင်ရစားဝယ်ပြီးတက်ကြပြီးဖြစ်လာမှအရင်ွယ်ကြရတာပါတကယ်ဆိုသားသမီးကိုချင်ရင်ကိုကကူလာမတိုက်တမောက်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိုရည်တွေမှာဘေဘီလေးတွေအတွက်ဘာအာဟာရတန်ဖိုးမှမရှိတဲ့အပြင်ဘေဘီလေးတွေရဲ့ရေရှည်ကျန်းမာရေးအတွက်ဆိုးကျိုးတွေပဲဖြစ်စေလိုပါပဲဘေဘီလေးတွေအနေနဲ့အချိုရည်ကိုစောစီးစွာတောက်ဖြစ်နေရဆိုရင် အချို့တက်လွန်တယ်လို့အဝန့်လွန်နိုင်ပြီးစီးချိုယောဂါဖြစ်လာနိုင်ပါတယ်။နောက်ပြီးကယ်စီယမ်စုပ်ယူမှုကိုဟန်တားနေတဲ့အတွက်အယိုးပြိုလာနိုင်ပြီးအယိုးစစ်နာကျင်မှုဖြစ်လာနိုင်ပါတယ်။နှလုံးယောဂါလည်းဖြစ်စေနိုင်တယ်လို့ရေတက်ခံပြီးဝမ်းချုပ်တာအသေးကျွမ်းနာအဆုတ်ပြက်စီးရာတွေအထိကိုဖြစ်လာနိုင်ပါတယ်။အခုပုံမှန်ကလေးလေးကတော့အသက်၁၀နှစ်သားရှိသေးပြီးကုကာကိုလာကိုအယုံမှုတောက်ခဲ့ရပြီးကြောင့်မိတ်ဒီကနေ့မှာတော့လောကကြီးကနေအပီးပိုင်ထွက်ခွာသွားခဲ့ရတာပါ။ ။ကလေးလေးကတော့ကိုကာကိုလာတောက်တာများကဲလို့အဆုံးနဲ့အစာအိမ်ပြည့်စည်သွားကြရတာပါ။ဒါကိုအတော်တယောက်ကတင်လာတာဖြစ်ပြီးနောက်ထပ်ကလေးတွေကိုမိဘတိုင်းအလိုမလိုက်မိအောင်ကိုကာကိုလာမတိုက်မိကြအောင်တင်ပေးလာတာပါအခုတော့တားလီတိုးဝီမင်းရဲ့အသက်70နှစ်တိတိမှာမိဘရဲ့ရှင်ဝင်တဲ့ကနေအပီးပိုင်ထွက်ခွာသွားခဲ့ပြီးကြည်ရည်နေသောမိဘနှစ်ပါးလည်းရှင်ရွေကြည်ခွဲရပါပြီဘဝဆက်တိုင်းအခုလိုဘဝမျိုးနဲ့ပစုံပြစီနေကောင်းရာသူကတိတို့ရောက်ရှိပါစေတားလီရဲ့ဆိုပြီးသူ့ရဲ့အကောင့်ကနေတင်ပေးလာတာပါ ကလေးကတော့အသက်၁၀နှစ်အရွယ်သားရှိသေးပြီးကျောင်းနေရွယ်လေးဖြစ်တာကြောင့် မိဘတွေကတောင်းသွားရင်အလွယ်တကူကလေးတွေစားကြတာဝဲကြတာဝဲရအောင်မို့ဖို့ပေးလိုက်တာပါဒါပေမဲ့ကလေးကတော့မုံမဝဲစားပိတ်ကုကကုလာကိုသာအမြဲမပြတ်ဝဲတောက်ပြီးအိမ်ရရင်လည်းမိဘတွေကဝဲတိုက်တာကြောင့်ကလေးကကြာလာတော့အစုံနဲ့အစာအိမ်ပြစီသွားခဲ့ရပြီးစေးရုံတက်ကုသားပေမဲ့ဘလို့မှ အသက်မရှင်နိုင်တော့ပဲငငယ်ရွယ်နဲ့လောကကြီးကနေထွက်သွားရပြီပဲဖြစ်ပါတယ်ဒါကြောင့်မိဘတိုင်းကုသားသမီးဘေဘီလေးတွေကိုချစ်လို့အရွယ်မတိုင်မဲ့အစုံရှုံးမခံနိုင်ရင် အချို့ရေလုံးဝမတိုက်တာဟာသူတို့အတွက်အကောင်းဆုံးပါပဲအဲ့လိုဖြစ်နေဖို့မိဘတွေကိုယ်တိုင်ကလည်းလုံးဝမတောက်ဖို့အိမ်ထဲတည်မလာဖို့လိုပါတယ်ကိုကလေးတွေကိုအဲ့ဒီယောဂါတွေမဖြစ်ဖို့ဆိုရင်ဘေဘီလေးအရွယ်မူလာနန်းအရွယ်ကလေးကတတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်ရှိဒါလီလေကောင်းရမွန်ရရောက်ပါစီခုကြည့်နေတဲ့တွေထဲမှာကုကာကူလာကိုအယူမှုဆွဆွဲလန်းလန်းတောက်တက်တဲ့တွေပါလား ကလေးကိုရောဝယ်တိုက်နေကြရဲဆိုအခုချက်ချင်းရက်လိုက်ကြဖို့သတိပေးလိုက်ရပါတယ်အစုံတိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်